သာသုနဲ့ညီညီသာနာဖြစ်အောင်ပေါ့ဗျာတင်ပါတင်ပါရောရောအဒီအောက်ပြီးအောက်ရွာကဆိုတော့ဒီပခုတ်ကူနဲ့ဆိုနည်းနည်းဝေးနေတာပေါ့နော်နေတာပေါ့တင်ပါဗျာအဲ့ခက်ကလည်းအသွာလာခက်တာကိုအသွာလာခက်တယ်ဟုတ်တယ်တင်ပါဗျာတင်ပါအဲ့တော့နီးအောင်ဆိုပြီးပြန်ခေါ်လိုက်တော့အင်းစင်ရွာမှာပရိယတိစာသင်တိုင်းကိုပြန်ပြီးတော့ရောက်ပါလေရောက်ပြီးတော့မှဒီဓမ္မစရိယတန်းစာဝါးလေးကိုအဲ့မှာစပြီးတော့လိုက်တာပေါ့နော်ဒီမှာသရိယာပြန်စာဝါစလာပြီးတော့1345ခုနှစ်ဖြစ်ပြီ ကျွန်တော်တို့က45ခုနှစ်မှာကြတော့ဒီတော့အသက်ကလည်း20ပြည့်တော့ဒီမှာဒေါ်လာမှာညဉ့်ညံ9000တိုက်ကိုပါရောက်ပြီးတော့ရဟန်းခံနေပါတယ်အဲ့တော့ရဟန်းခံနေတယ်အဲ့တော့အဲ့ညဉ့်ညံ9000တိုက်ကိုတမင်ပြန်ပြီးတော့ကိုရဟန်းခံနေတဲ့ဘောလားဟုတ်တယ်ဟုတ်တယ်တမင်ပြန်ဆိုတာကတော့ဟိုရဟန်းတခါကြီးကညဉ့်ညံဩဓမ္မဗျာရဟန်းတခါကြီးကညဉ့်ညံဓမ္မသူတို့ကညဉ့်ညံသားတွေလေဓမ္မညဉ့်ညံသားတွေဖြစ်တဲ့အခါကျတော့ဟိုသူတို့ကဒီဘက်ကို လည်းလာဖို့မလွယ်ဘူးလေမှန်ပါဗျာလာဖို့မလွယ်တော့တပီတော့တို့ကပဲဟိုသွားလိုက်ရတာပေါ့တမပါဗျာတမပါညဉ့်9000တိုက်ပါလိုက်ရတယ်ဒီမှာ2ဒေါ်လာပြီးရောရှေ့ရနေမှာရန်ခံတယ်အဲဒီတော့ရန်ခံတဲ့အချိန်မှာပဲဒီဆရာသမားရင်းလို့ခေါ်ရမယ်အင်းစိန်ရွာမှာပရိယတိစာသင်လိုက်တာဆရာတော်ဥဒီလောကပြီးဝန်သားကနိုင်ငံတော်ပရိယတိသာသနာတက်ကတော့ဒီဆရာဖြစ်မွမ်းမံတင်တာဗျာ ်သာနာတက္ကသူအစအစ6လသင်တန်းပေါ့နော်6လသင်တန်းသွားတက်ရတယ်မှန်ပါဗျာ6လသင်တန်းသွားတက်ရတယ်6လသင်တန်းသွားတက်ရတော့အဲ့ဒီချိန်မှာဆရာသမားမရှိဘူးပဲထားပါတော့နော်မှန်ပါဆရာသမားမရှိတဲ့အခါကျတော့တပည့်တော်တို့ရဟန်းခံပြီးလို့ပြန်လာတဲ့အချိန်မှာဒီဘုရားမဓမ္မစရိယစာဝါဆက်ပြီးတော့လိုက်ဖို့အတွက်ကြီးမြင့်နိုင်မဟာထူပါယုံကြောင်းဆရာတော်အဲ့ဒီဆရာတော်ချိန်မှာဒီပြောစာဝါများသွားပြီးတော့ လိုက်ခဲ့ပါတယ်အဲ့ဒီဆရာတော်ကဓမ္မစရိယနိဗ္ဗေကောင်းတယ်လို့နာမည်ကြီးတာကိုမှန်ပါဗျာနာမည်ကြီးတဲ့အတွက်ဆရာတော်စီပါလိုက်တော့ဒီလိုတပါးတဲ့ပါပဲဆရာတော်ကစိတ်ရှိလက်ရှိနဲ့ဒီလိုတပါးတဲ့ကိုပဲစာဝါးကြီးဤတန်ပို့ချပေးတယ်အစမ်းစာမီဝဲကြီးလှုပ်ပေးတယ်အမျိုးမျိုးချိမြောက်ပေးခဲ့တာပေါ့ဗျာတင်ပါဗျာဒါကျေးဇူးရှင်ဆရာတော်တပါးပါပဲမှန်ပါဗျာအဲကြီးမင်းနိုင်မျိုးမဟာထူပါယုံကျောင်းဆရာတော်ဥဒမတာမီဟဲ့လား ်ပါဒါဒီဘက်ကျေးဇူးရှင်ဆရာသမားတွေကတပါးပါပဲအဲ့ဒီမှာ3လလလောက်စာဝါလိုက်ခဲ့တာပေါ့စာဝါလိုက်ခဲ့ပြီးတော့1345ခုနှစ်ကုန်ပါပြီစာတင်နှစ်ကုန်ပါတဲ့အချိန်ကနောက်တစ်နှစ်ကျတော့ဒီလိုတို့ဆရာသမားကလည်းပဲဟိုနာမွမ်းမံပြန်တဲ့ပြီးလို့အင်းသိရွာမှာပရိယတ်ဒီစာတင်လိုက်ကိုပြန်ရင်ကြွလာတယ်ညောင်းတဲ့အချိန်ညောင်းတဲ့အချိန်ဆိုတော့ဒီလိုလည်းပဲအကြောင်းပြန်ပြီးတော့အဲဆရာသမားရှင်မှာဓမ္မစရိယာစာဝါကြီးထပ်ပြီးတော့လိုက်တာပေါ့ဗျာဓမ္မဗျာ အဲလိုက်တော့အဲ့ဒီနှစ်မှာပဲထူးထူးဆန်းဆန်းကြုံရတာကဒီ1345ခုနှစ်ခုနကြီးမင်းတိုင်ကဆရာတော်စီမှာစာဝါလိုက်ပြီးတော့ဓမ္မစရိယာတန်ကိုဖြည့်လိုက်တယ်ပေါ့နော်လက်မှတ်ထိုးလက်မှတ်ထိုးတာကတော့ဒီလိုအင်းစိန်ရွာမှာစာတင်လိုက်တာပဲလက်မှတ်ထိုးခဲ့ပါတယ်လက်မှတ်ထိုးပြီးတော့စာမွေးဖြည့်ခြင်းကြတော့ဖြည့်လိုက်တာပေါ့မှန်ပါဗျာဖြည့်လိုက်တဲ့အခါကျတော့ဒါဓမ္မစရိယာတန်ရဲ့ပထမဆုံးနှစ်ပထမဆုံးနှစ်ဖြစ်တော့ဒီလိုအတွေ့အကြုံရရုံဆိုပြီးတော့ သွားဖြည်တယ်ဆရာသမားကလည်းပဲအဲ့ဒီလိုပဲအမိန်ရှိပါတယ်အတွေ့အကြုံရယုံလေးပဲသွားဖြည်လိုက်ဆိုတော့သွားဖြည်လိုက်တယ်သွားဖြည်လိုက်တဲ့အခါမှာအဲ့ဒီပါရာဇိကံတကျမ်းပဲထားပါလို့ပြန်တော့ဓမ္မစရိယရဲ့ပထမဆုံးကျမ်းပါရာဇိကံကျမ်းပြီးတော့အတွေ့အကြုံရယုံဖြည်လိုက်တယ်အဲ့တော့ဓမ္မစရိယတန်းရဲ့ဒီတတ်မှတ်ချက်ကတော့အမှတ်65မှတ်မမပထမနေ့အနေပေးလည်းပဲ65မှတ်ရရမယ် ဒုတိယနေ့ဒီဓမ္မစရိယစီမင်းများအတိုင်းဖြေရတဲ့နေ့မှာလည်း65မှတ်ရအောင်အဲ့ဒီလိုမှအောင်ပါဟုတ်မှန်ပါအဲ့ဒီလိုဆိုတော့ပထမနေ့မှာတော့တပိတော်ကအပြည့်အစုံလောက်မြင်းကြီးဖြေခဲ့တယ်ပေါ့အ내ပေးတာဒီမှာပါဠိတော်အထကထာအ내ပေးတာပေါ့အပြည့်အစုံဖြေတယ်ဖြေပြီးတော့ဒုတိယနေ့ကျတော့ဒီငါးဘုတ်ပဲဖြေခဲ့တာဟောငါးဘုတ်ပဲဖြေခဲ့တယ်ဒါအတွေ့အကြုံရရုံဆိုတော့ဆာမီဝဲဟိုအောင်လို့မဖြစ်ဘူးပေါ့နော်ဩဒီမှာအောင်လို့မဖြစ်ဘူးဆိုတာကတော့ခုနပထမကြီးတန်းတုန်းကလိုပါပဲဆရာသမားက ဒီဂုံသူမှန်းတာပေါ့ဗျာဒီမှာတနိုင်ငံလုံးဂုံသူရရင်လည်းရအောင်ဆိုပြီးတော့နောက်နှစ်ဒီကြမှာကြာကြာနာနာဖြစ်မယ်ဒီနှစ်ကတော့အတွေ့အကြုံရရုံပဲအဆန်းသဘောပဲဆိုတော့ဒီမှာဒီမှာပြီးတော့အဲငါးဘုတ်ဖြေခဲ့တာပေါ့နော်အဲ့တော့ငါးဘုတ်ဖြေခဲ့တဲ့ဥစ္စာကဖြစ်ချင်တော့အဲ့ဒီနှစ်မှာဒီအမှတ်ပြည့်အောင်တဲ့ပုံကတော်တော်လေးနဲတယ်လို့ပြောတယ်ဒီမှာစရိယာတဲ့မှာတနိုင်ငံလုံးပေါ့ဒီမှာအမှတ်ပြည့်65မှတ်ရပြီးတော့အောင်တဲ့ပုံကတော်တော်နဲတယ်တော်တော်နဲတဲ့အတွက်သူ အမှတ်ကိုဖြည်းဖြည်းချင်းရှော့ရှော့ယူလာတာပေါ့ဗျာရှော့ရှော့ယူလာတော့65မှတ်ကနေပြီးတော့9မှတ်ရှော့သူတို့ယူလိုက်တယ်60အမှတ်60ယူလိုက်တော့လေအောင်တဲ့ပုဂ္ဂိုလ်ကနည်းနေသေးတယ်ဩနည်းနေပြီးတော့နောက်တစ်ခါ9မှတ်ထပ်ပြီးတော့ရှော့လိုက်တယ်55မှတ်ဒီမှာ55မှတ်အောင်ပြီးမယ်ဆိုတော့လည်းပဲဒါသူတို့လိုချင်တဲ့အရေးအတွက်ကမပြည့်တတ်တယ်နည်းနေသေးတယ်အောင်စင်းရတယ်နည်းနေတယ်နည်းနေသေးတယ်ဒီမှာနည်းနေသေးတယ်ဆိုတော့နောက်9မှတ်ထပ်ရှော့လိုက်တယ် နောက်ငါမှတ်ထက်ချက်လိုက်တော့အမှတ်90ဖြစ်သွားတယ်တင်ပါဗျာဒီအောင်မှတ်တယ်15မှတ်လျှော့လိုက်တာပေါ့နော်တင်ပါတင်ပါ15မှတ်လျှော့ပြီးတော့အမှတ်90ရရင်အောင်ပေးတယ်ဆိုပြီးတော့အဲ့လိုလေလှုပ်လိုက်တော့တပီတော်ကငါဘုတ်ပဲဖြည့်တဲ့ပုံကအမှတ်90ဘုတ်ပဲဖြည့်တဲ့ပုံကလေအဲ့ဒါကန့်လန့်ကန့်လန့်နဲ့အောင်ပါရောအောင်ပါရောဗျာအောင်ညီနေဥစ္စာအောင်လာတယ်တင်ပါအောင်ညီနေဥစ္စာအောင်လာတယ်တင်ပါတင်အဲ့တော့ငါဘုတ်ပဲဖြည့်တယ်ဆိုတော့အလွန်ဆုံးကအမှတ်90ပဲရမှာပေါ့နော်အဲ့ဒီအမှတ်90နဲ့ပဲအောင်လာတယ် အောင်းလာပြီးတော့အောင်းလာတော့အဲ့ဒါဒီကံဆွဲဖြစ်သွားတာပေါ့။အော်ဒီမှာဒီကံဆွဲဖြစ်ပြီးတော့အဲ့လိုဆိုရင်ဒါဆရာသမားကလည်းဟိုစိတ်ပြတ်သွားတာပေါ့နော်။စိတ်ပြတ်သွားတယ်ဆိုတော့ဂုံဒူးရဖို့အခြေအနေမရှိတော့ဘူးလို့ပြောပြီးတိလိုက်တာပေါ့။အဲပထမကြီးတန်းတော့လို့ကြုံရပြန်ပြီ။ပထမကြီးတန်းတော့လည်းပဲ55မှတ်နော်။နောက်ဆုံးနေ့မှာ55မှတ်ပဲရပြီးတော့အောင်းခဲ့တယ်။အဲ့ဒါအဲ့ဒါကြောင့်တတိယဖြစ်သွားတယ်။အခုဓမ္မစရိယကြတော့ဒီလိုလိုတကြံက အမှတ်90နဲ့ပဲအောင်းလာခဲ့တယ်ဆိုတော့ဒီတနိုင်ငံလုံးခုံတူရဖို့ဆိုတာဘယ်လုံးမှမဖြစ်နိုင်တော့မှန်ပါမဖြစ်နိုင်တော့ဆရာသမားကတော့စိတ်လျှော့လိုက်ပြီပေါ့အဲ့ဒီအချိန်တမစိတ်လျှော့လိုက်ပြီအဲ့ဒီအချိန်ဒီလိုတွေကလည်းဆက်ပြီးတော့ကြိုးစားရတာပေါ့လေကိုကိုတိုင်းကတော့ခုံတူရခြင်းစိတ်တူပါလို့တအားကြီးမရှိခဲ့ပါဘူးအဲ့ဒီအချိန်ပါလေမှန်ပါဒါပေမဲ့ဆရာသမားကတော့မျော်မှန်းတာပေါ့ဗျာတမဆရာဆိုတော့သူကတော့မျော်မှန်းတယ်အဲကိုတပည့်လည်းပဲခုံတူတွေပါကြီးလည်းရအောင် ဂုံတူရတာနဲ့အမှဒီကြောင်းတိုက်လည်းပဲနာမည်သတင်းပို့ပြီးတော့ကြော်ကြားထင်ရှားလာအောင်ဂုံတက်လာအောင်ဆိုတဲ့ဒီသဘောပေါ့နော်တင်ပါဗျာအဲဒါပေမဲ့လို့မှန်တဲ့အတိုင်းဖြစ်မလာတာပေါ့ဒါလောကသဘာဝတင်ပါဗျာမှန်တာတခြားဖြစ်လာတာတခြားအဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားပြီးတော့အဲ့ဒါနောက်ဆက်ဖြေတဲ့အခါကျတော့နောက်နှစ်ကြတော့တော့တပည့်တော်တို့ဟိုကျန်တဲ့ဓမ္မစရိယနှစ်ကျန်းကိုဖြေရတာပေါ့တင်ပါတင်ပါအဲ့ဒီကြတော့ဂုံတူလည်းပဲမှန်းစရာမရှိတော့ဘူးဆိုတဲ့အခါ နှကြမ်းလုံးအအောင်ဆိုတဲ့အနေနဲ့ပဲပြေးပြေးချာချာဖြည့်တယ်။ဟုတ်တယ်မဟုတ်ဘူးနော်။ဟိုတကြမ်းကတော့အောင်ပြီးသွားပြီ။တင်ပါဘုရားကျမ်းအဘုရားကျမ်းအောင်ပြီးတဲ့အတွက်ဗာရတိကတကြမ်းကတော့အောင်ပြီးသွားပြီ။ကျမ်းနဲ့နှကြမ်းဟိုတာအအောင်ဆိုပြီးတော့ပြေးချာဖြည့်တာပဲ။အဲ့ဒီပြေးချာဖြည့်တဲ့နှစ်ကြာတော့လေတကြမ်းပဲအောင်တော့တယ်။အဲဒီလက်ခံတကြမ်းပဲအောင်တယ်။နောက်ဆုံးကျဖြစ်တဲ့အထပါဠိနှစ်ကြမ်းမအောင်ဘူး။တင်ပါတင်ပါ။အဲ့တော့နှစ်ကြမ်းဆွဲပဲဖြစ်သွားတာပေါ့နော်။ဩ။ဒီမှာစရိယမပြီးပြန်ဘူး။တင်ပါ။ တော့မအောင်မြင်တဲ့နှစ်မှာတော့အောင်ခဲ့တယ်အောင်မြင်တဲ့နှစ်မှာမအောင်မြင်တော့အဖြစ်ရတဲ့သဘာဝပေါ့ဗျာတင်ပါဗျာတင်ပါဗျာအဲဒီလိုနဲ့အဲ့ဒီနှစ်မှာပဲကမယ်တော်လေးဆုံးသွားတာပေါ့မယ်တော်လေးဆုံးသွားတယ်မယ်တော်ဆုံးပြီးတော့နောက်တစ်နှစ်ကြာတော့တပိတော်ကတပိတကဆောင်မျိုးကိုစပြီးတော့ဝင်ပြီပေါ့အဲဒီချိန်မှာ22နှစ်1340နဲ့9ခုနှစ်အသက်22နှစ်ရောက်တဲ့အခါကြတော့ တိပိဋကသာမေကိုစာဝင်ရင်းနေဆရာသမားကိုလျှောက်တာပေါ့နော်တင်ပါဆရာသမားကတော့ဟိုသူလျှောက်လှမ်းခဲ့တယ်လမ်းပေါ့ဩသူလျှောက်လှမ်းခဲ့တာကတပိတော်တို့ဟိုမန္တလေးမြို့ကတက်ကြတိထာသာမေဝဲတက်ကြတိထာသာမေဝဲတက်ကြတိထာဓမ္မစရိယအဲ့ဒီသာမေဝဲကိုလျှောက်လှမ်းခဲ့တဲ့အခါကျတော့ဆရာတော်ကတော့အောင်မြင်ခဲ့တာပေါ့နော်တင်ပါဗျာအောင်မြင်ခဲ့တယ်အောင်မြင်ခဲ့တဲ့အတွက်ဒါဘီဝန်သားဖွဲ့လေးပါလိမ့်မယ်ပေါ့လေဒီလိုရရှိခဲ့တဲ့အခါကျတော့ဆရာသမားကတော့သူလျှောက်လှမ်းခဲ့တဲ့လမ်းအတိုင်းပဲလျှောက်ဆီနေတာပေါ့တင်ပါဗျာဒါပေမဲ့ တပည့်တော်ကကြတော့မဟုတ်ဘူးအဲ့ဒီတရားတိခစာမျိုးဝဲလမ်းကိုရှောက်တာဒီတိပိရိကလမ်းကိုနည်းနည်းလေးရှောက်ကြည့်ချင်ပါလေဆိုတဲ့အခါမှာဆရာသမားခွင့်ပြုတယ်တကယ်စမ်းကြည့်လဲစမ်းကြည့်ပေါ့တမန်ခွင့်ပြုတယ်အဲ့တော့ဓမ္မစရိယကနှစ်ကျန်းအောင်ပြီပေါ့နော်ဩဓမ္မစရိယနှစ်ကျန်းအောင်ပြီတဲ့အချိန်မှာတိပိရိကကိုစပြီးတော့ကြိုးစားခဲ့တယ်ကြိုးစားတဲ့အခါကျတော့အင်းစိန်ပါမှမှာပဲသူစာချာဖုန်းကြီးအဖြစ်ချင်းမြောက်တာပေါ့ဆရာသမားကလေတမန်တမန်ဆရာဘုန်းကြီးအဖြစ်ချင်းမြောက်တာကတော့တပည့်တော်က တီဗီကစာပေကိုစပြီးတော့ကြက်ပြီးအဲဒီဝီနီ၅ကျန်းတဲကရှေ့၂ကျန်းပေါ့တမပါဗျာရှေ့၂ကျန်းကိုစကြက်ပြီးတော့ပြန်ဆိုမှဆိုတော့ပြီးတော့ဟိုဆုံးကန်အထွက်မခိုင်းမဲနဲ့လေဒီတိုင်းပဲကြောင်းကနေပဲဆွမ်းကတ်မှာဟိုတမတမစကြက်ချိန်ဝင်စကြက်ထားပါတယ်ကြောင်းကနေဆွမ်းကတ်မယ်ကြောင်းကနေဆွမ်းကတ်တဲ့အခါကျတော့ဒီဆာယာဘုံကြီးဖြစ်သွားလို့ကြောင်းကနေဆွမ်းကတ်တယ်ဆိုတဲ့ဒီသဘောမျိုးလည်းဖြစ်အောင်ပေါ့နော်တမတမသာသမားကဆာယာဘုံကြီးဖြစ်ခန့်လိုက်တာ အကူအကူစာချသဘောပေါ့တင်မတင်မတင်အဲ့လိုခန့်လိုက်တယ်ခန့်လိုက်တော့ကိုစာလဲကိုကြည့်ရင်အဲ့ဒီဓမ္မစရိယစာသင်သားများကိုလည်းပဲပါရဇိကံပါဠိအထကထာပြန်လဲပို့ချပေးရင်းနဲ့ဒီလိုလောက်ခဲ့ရတာပေါ့နော်မှန်ပါအဲ့တော့အဲ့